ားလုံးမင်္ဂလာပါရေဝချမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ April 17ရက်နေ့ဒီနေ့မှာ မတူထူးခြားတဲ့စစ်စင်ရေးကြီးတွေစတင်နေပါပြီဆိုတော့ကင်ပင်းနဲ့စခွေလူမြောက်ရေးစခွေကင်းစင်ရေးအတွက်ကင်းလက်နက်ကန်အဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းထားတဲ့စစ်စင်ရေးကြီးအကြောင်း join မိပါရိ ကြားရမှာဖြစ်တယ်။နောက်ထပ်ဒင်းတစ်ခုကအမေရိကန်ဟာကျွန်တော်တို့အရကတက်တော် AA နဲ့ချင်းတပ်ဖွဲ့ဝင်တွေကိုထောက်ပံ့ကူညီပေးသွားမယ်ဆိုတဲ့သတင်းတွေနဲ့ဒါအိန္ဒိယကထုတ်ပြန်ကြေညာချက်တွေအိန္ဒိယရဲ့သတင်းစာတွေမှာဒါဖော်ပြချက်တွေကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်တင်ပြပေးပါမယ်။နောက်ဆုံးမှာတော့အသွင်ကူးပြောင်းရေးကာလမှာကျွန်တော်တို့ Federal အစိုးရ ေါ်ထွက်လာပါတော့မယ်ဆိုတဲ့အကြောင်းတွေကိုတင်ပြပေးတော့မှာပါ။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘတအူးချင်းစီတိုင်းကိုဒလေးတစားဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်မိဘပြည်သူတွေညီကိုမောင်မတော်ကရင်ထိုးစစ်ကြီးစတင်လိုက်ပါပြီ။ဒီနေ့ကျွန်တော်သတင်းမပြောခင်တည်းကဒါအကင်ပြည်နယ်အတွင်းထဲမှာရှိတဲ့မိဘပြည်သူတွေကိုတော့ဒါကြိုးတင်ပြီးတော့ကျွန်တော်အတိပေးအကြောင်းချတာတာတွေ ရှိပါတယ်ဆိုတော့ဒီကနေ့မှာတော့ကိစ္စရေးအခြေအနေကိုကျွန်တော်တို့အတူတူလေ့လာသုံးသပ်ကြည့်ရမှာဖြစ်တယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးတက်ဟာဒီပြည်နယ်တစ်ခုလုံးလို့ပြောလို့ရလောက်အောင်ကိုနေရာမလက်ဘုံကျဲတိုက်ခိုက်မှုတွေပြီးတော့လက်နက်ကြီးပစ်ခတ်မှုတွေအပြည့်ရေချောင်းကပါပစ်ခတ်နေတဲ့တည်နှွေနေ့စဉ်ရက်ဆက်ကြားနေရတယ်လို့နေရာတိုင်းနေရာတိုင်းကိုဘုံမိုးထွေ့ ရွာသွန်းနေပါလေဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်ကရင်စစ်ရေးအခြေအနေတွေနဲ့ကျွန်တော်ပြည်သူ့ကော်ရေးတပ်ဖွဲ့ဝင်တွေပြီးတော့ကရင်တော်လှန်သောတပ်ဖွဲ့ဝင်တွေပူးပေါင်းထားတဲ့အခုစစ်စင်ရေးကြီးဘယ်အထိရောက်ပြီလဲကျွန်တော်တို့ကွန်ကရစ်ဇုံ ကျုံတော်ဇုံဖအံဇုံဖပွန်ဇုံလှိုင်းဘွဲ့ဇုံဖျားသုံးစုဇုံမြရီဇုံကျိုင်းစိတ်ကြီးဇုံ အဲ့ဒီဇုံတွေတစ်ခုချင်းတစ်ခုချင်းစီကိုကျွန်တော်တို့ကြပြိုင်နှစ်ထဲစစ်စီရေလှုပ်ဆောင်နေတာဆိုတော့ရှေ့ပထမအပိုင်းပေါ့ဗျာပထမအပိုင်းမှာတော့ကျွန်တော်ကင်းလက်နက်ကင်ဖွဲ့စည်းနေပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်သူတွေအားမလို့အားမရအားရှိခဲ့တာတွေရှိတယ်ဆိုတော့ပြီးတော့ဒါကင်းတွေနဲ့ပတ်သက်ပြီးတော့ဒါအဖွဲ့စည်းတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ပြည်သူတွေအများအား စောင့်ကြည့်နေကြတယ်အမြဲတမ်းဒါခရင်တွေတဖွဲ့တည်းဖြစ်ဖို့အတွက်ကျွန်တော်ပြည်သူတွေကပဲအတန်တွေထွက်ပေးနေတာကိုကျွန်တော်တို့ကြားနေရတယ်ဟုတ်ပြီအဲ့ဒီရဲ့ရလက်ခုကအခုချိန်မှာတော့ဖာပွန်စုံကိုကျွန်တော်တို့ဒင်းတော်လိုင်းရေးတဖွဲ့ဝင်နေတဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတဖွဲ့ဝင်တွေပူးပေါင်းပြီးတော့80ရာခိုင်နှုန်းအထိတိုက်ခိုက်သိမ်းပိုက်ပြီးပါပြီ ကွန်ကရစ်ဇုံမှလဲပဲအကြမ်းဖက်စစ်ခွေးတက်စခန်းမှမြခြေချထားတဲ့နေရာ အကုန်လုံးကိုတိုက်ခိုက်သိမ်းပိုက်ပြီး90ရာခိုင်နှုန်းထိအောင်မြင်မှုရရှိနေပါတယ်။လိုင်ပွဲဇုံမှလဲပဲ40ရာခိုင်နှုန်းအထိရှိပြီးတော့ကျွန်တော်ဂျိုင်းစိတ်ကြီးဇုံ အဲ့ဒီမှာရှိတဲ့ကျွန်မဖက်စစ်ခွေးတက်စခန်းတွေအကုန်လုံးကိုတိုက်ခိုက်သိမ်းပိုက်နိုင်တဲ့အခြေအနေဟာ80ရာခိုင်နှုန်းထိအောင်မြင်မှုရရှိထားတဲ့မြဝရီဇုံနဲ့ပတ်သက်ပြီးတော့80ရာခိုင်နှုန်းအထိကျွန်တော်တို့ကင်းလက်နက်ကိုင်ဖွဲ့စည်းအသီးသီးနဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတဲ့အခြေအနေအတူဖျားသုံးစုဘက်မှလည်းပဲ60ရာခိုင်နှုန်းကျော်အထိ ကျွန်တော်နေရာယူစုံမထားနိုင်ပြီဖြစ်တဲ့တုံတို့စုံမလက်ရှိအခြေအနေရပြင်းထန်တဲ့စစ်စင်ရေးတွေအတွင်းမှာပဲ50ရာခိုင်နှုန်းကျော်အထိကျွန်တော်တို့ထိန်ချုပ်တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပါတယ်ဆိုတော့ကျွန်တော်တို့မှရှိတဲ့အကြမ်းဖက်စစ်ခွေးတက်တွေမှန်သမျှအကုန်လုံးမှုတ်ကြိတ်ခံရမယ်လို့ပဲကျွန်တော်အဓိကနေပြီးတော့ပြောချင်ပါတယ်ဟုတ်ပြီ စကွကင်းစင်နေမြေတွေပြီးတော့စကွေးအာနာဇက်လုံးဝကိုတက်ရောက်မှုမရှိတဲ့နေမြေအဖြစ်ကိုအပြိုင်နဲ့ထဲတစ်ခုဝေးတစ်ခုအချိန်ထဲမှာပဲစစ်မကျင်ညာပဲနဲ့တိုက်ခိုက်နေတဲ့အခုကိန်းပြင်းတဲ့အတွင်းတွေကတိုက်ပွဲဟာပို့ပြီးတော့ပြင်းထန်လာဖို့ရှိနေပါတယ်အဲ့လိုမျိုးကျွန်တော်တို့ဒါ ပန်းစုံထဲမှာခြေကုပ်ယူလာတဲ့အကြမ်းဖက်စစ်ခွေးတက်တွေပြီးတော့သူတို့အားထားတဲ့အဲ့ဒီဖက်အံအဲ့ဒီနေရာထိကိုလည်းစစ်မီကုဆတ်လာဖို့ရှိနေပါတယ်မမျော်လင့်ပဲနဲ့ခုလိုမျိုးကရင်လက်နက်ကန်အဖွဲစီအသီးသီးရဲ့စစ်စင်ရှင်နေရာစုံကပြီးတော့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ငကိုခဲကအင်အားတာဂျာထောင်ချီတောင်းဒီကင်းကရန်တွေ ဖွဲ့စည်းထားတဲ့တောင်ပိုင်းရဲ့ကရင်စစ်စီရေးစနေပါပြီဆော့ဒီချိန်မှာဟိုဘက်ကကကကောင်တွေကလာရှုံးနဲ့ပတ်သက်ပြီးတော့ဂုံစာနေကြတာကျွန်တော်တို့ကြားပါတယ်ကျွန်တော်တို့သိပါတယ်လာရှုံးမြို့တဲကိုတနက်တစ်ချက်မဖောက်ရဘဲနဲ့သူတို့ရဲ့အုပ်ချုပ်ရေးအဖွဲ့တွေဝင်သွားရတယ်ပေါ့ဟုတ်ကဲ့ပါဒါကလာရှုံးကိစ္စပါ ဆိုတော့ဤအာဟိုနေမြေတွေကိုဤအာဟိုတိုင်းရင်းသားတစ်ဖွဲ့ဝင်တွေစီမံခန့်ခွဲရမှာဖြစ်ပြီးတော့ကျွန်တော်တို့တိုင်းဒေသကြီးတွေကိုကျွန်တော်တို့ကာကွယ်သောတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ကာကွယ်ရေးအဖွဲ့တွေကတာဝန်ယူထားကြပါတယ်လို့လည်းထုတ်ပြန်ကြေညာချက်ရှိထားပါတယ် ဆိုတော့အိယာဟိုနေမြေအတွင်းထဲမှာတိုင်းရင်းသားဒါတပ်ဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့နေရာတွေမှာလက်ရှိအချိန်တွေမှာကျွန်တော်တို့ဒါအတရုတ်ရဲ့ဖိအားပေါ်တော်၎င်းပေါ့ဗျာဘလို့အချိန်တွေမျိုးမဲ့ဖြစ်ဖြစ်ဒါ ERO တွေရဲ့ဒါသူတို့ရဲ့ပေါ်တော့နော်ရှင်မတို့နောက်ဆုတ်ပုံစံတွေဒါဟာကျွန်တော်တို့တော်လှန်ရေးရဲ့အရေးကြီးတဲ့အခန်းကဏ္ဍမဟုတ်ပါဘူးဆိုတော့တပတ်မှာဂုံစာနေတဲ့တနက်တစ်ချက်မဖောက်ရဘဲနဲ့လာရှိုးမျိုးတဲကိုသူတို့ရဲ့အုပ်ချုပ်ရေးအဖွဲ့တွေ MNDA ဝတပ်ဖွဲ့ဝင်တွေရဲ့လုံခြုံရေးလိုက်ပါဆောင်ရွက်မှုနဲ့ဝင်သွားတယ်ဆိုတဲ့ဗီဒီယိုဖိုင်တွေနဲ့တစ်ဖက် lobby ကောင်တွေတစ်ဖက်စစ်ဘောပေါ်မှာနေတဲ့ကောင်တွေအာရဝမ်းသာဗတ်တို့ကဒီလိုမျိုးကိစ္စလေးတွေအတွက်သူတို့ကဘွာကြီးသူတို့ကဒါကတကယ်ကိုအာကြွားစရာဝါစရာကြီးပေါ့ဗျာဒီလိုအချိန်ဒီမျိုးရှိနေတဲ့အချိန်မှာကျွန်တော်တို့ကရင်တော်လှန်ရေးမထင်မှတ်ဖဲနဲ့ပေါင်းစည်းသွားတယ် မထင်မှတ်ပဲနဲ့ထိုးစစ်ကြီးစလိုက်တယ်။နိုင်ငံတော်အစ်စ်မှာဆိုရဲအောင်စရာစစ်ကြောင်းနဲ့ရှင်တိုးတာနောက်ဆုတ်တာနဲ့ရှိရှိသမျှဒါအပတ်စဉ်တက်ကနေပြီးအပတ်စဉ်ရှစ်လောက်ထက်တိတည်တဲ့ကောင်ကတည်ကြည်တဲ့ကောင်ကကြည်ပြည်တဲ့ကောင်ကပြည်အမီပြောက်တဲ့ကောင်ကအမီပြောက်ဖြစ်နေတဲ့အချိန်အထိကရင်တွေအေးစစ်စစ်ပဲနေနေကြတယ်လို့ ဒါတော်တော်များများက ပြောဆိုသုံးသပ်ခဲ့တာတွေရှိပါတယ်ဆိုတော့ကျောင်းတော်လန်ရေးမှာကရင်အခန်းကဏ္ဍ KNU အခန်းကဏ္ဍလုံစွာအရေးကြီးပါတယ်ဒီတော်လန်ရေးရဲ့အစောဆုံးသော လက်နက်ကင်အဖွဲ့အစည်းဖြစ်တယ်လို့လက်ရှိခေတ်ဆက်ဆက်ဒါညို့စုံနဲ့တတ်ရှုသွေးခွဲခေတ်ဆက်ဆက်ရုပ်မှာခဲ့တဲ့ကျွန်တော်တို့ရဲ့လက်ရှိရန်သူကျွန်တော်တို့ရဲ့အာနာကို လူယူထားတဲ့အာနာယူအုပ်စုအကြောင်းကိုလည်း ကရင်တွေကောင်းကောင်းသိတယ်ဒီအချိန်မှာတော့ KNU ဥဆောင်ပြီးတော့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတရင်တပ်ဖွဲ့စစ်ကြောင်းအသီးသီးပူပေါင်းလှုပ်ဆောင်နေကြပါတယ်ဆိုတော့ကရင်တွေပြောပါတယ်ကရင်အချင်းချင်းတို့တွေမတိုက်ချင်းကရင်အချင်းချင်းတိုက်နေတဲ့ွေ့ အဲ့ဒီကာလာပတ်လို့သူတို့ရဲ့ရန်သူကိုသူတို့တိုက်လို့ရမှာမဟုတ်ဘူး။ဒါကြောင့်သူတို့ချင်းချင်းမတိုက်ဖို့ကိုသူတို့တွေဒါဂရိကုတ်တွေသဘောတူညီချက်တွေယူထားကြတယ်။ကရင်ဆိုတဲ့ခေါင်းစဉ်အောက်မှာတခုပဲရှိပါတယ်။ဒါကိုလည်းကရင်တွေကောင်းကောင်းသိပါတယ်။ကျွန်တော်ဒါနဲ့ဆက်ဆက်ပြီးတော့လက်ရှိအချိန်မှာဒါဖအန်ဆုံး ကျုံတို့ပဝင်းကျင်မှာနေထိုင်နေကြတဲ့ပြီးတော့ကွန်ကရစ်ဒါဖာပွန်ဆိုင်ပွဲဂျိုင်းစိတ်ကြီးမြောက်ဒီဖျားသုံးစုစတဲ့နေရာတွေမှာနေထိုင်နေတဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေစစ်ပေးရှောင်မှုပြင်ဆင်ထားဖို့ရည်ကြည်ပါတယ်ဟုတ်ပြီအဓိကအဖြစ်ကတော့ဘယ်အချိန်မှဘလို့အချိန်တွေဖြစ်ပေါ်လာမလဲဆိုတာကိုကြိုတင်ပြီးတော့ ဒါမတိနိုင်တဲ့အတွက်တကူစာဒါမှမဟုတ်တမိသားစုစာစာနဲ့ရိခါချောက်တွေပြင်ဆင်ထားပါပြီးတော့ဈေးဝါတွေပါတပါရဲရှာဖွေထားဖို့အရေးကြီးပါတယ်လက်ရှိအချိန်မှာလည်းကျွန်တော်တို့ဒါတိုက်ပွဲအတွင်းထဲမှာပဲကျွန်တော်ဖက်စစ်ခွေးကြာဝီဟင်းညီပင်ဂျီပင်ကပါရေဆက်ဘုံကျဲပြီးတော့ကျွန်တော်တို့ရသားပြည်သူတွေကိုတက်ဖြတ်နေတယ်အခုနိုင်ငံအတွင်းထဲမှာတိုက်ပွဲပေါ်ဆောင်နေတဲ့ စည်ရဲတဲမှာအခုကရင်ပြည်နယ်အတွင်းနဲ့ကျွန်တော်တို့တောင်ပိုင်းရဲ့စစ်မြေပြည်မှာအကြမ်းဆုံးဖြစ်နေပါပြီ။သူချင်းသူရှိပါတယ်။ဒါကိုလည်းကျွန်တော်တို့ဒါလက်ခံ ပြီးဖို့လည်းလိုပါတယ်။ဆိုတော့လက်ရှိတောင်ပိုင်းကျွန်တော်တို့တွင်ထဲမှာရှိတဲ့ကျွန်တော်ရဲဘော်ရဲဘက်တွေနဲ့ကျွန်တော်ပြည်သူအတွက်ဒါအရေးပေါ်ကယ်ဆယ်ရေးဒါလုပ်ငန်းတွေပြီးတော့အရေးပေါ်စေဝါကုသမှုတွေပြီးတော့အရေးပေါ်ရိခါထွေအတွက် ကျွန်တော်ပိုးစော်ခဲ့ပြီး ဖြစ်ပါတယ်ဒါကကင်းတော်လှန်ရေးအစာမဟုတ်ပါဘူးကင်းတော်လှန်ရေးကင်းနေနေအတွင်းထဲမှာရှိတယ်အစ်မဖက်စစ်ခွေးတက်ကင်းစင်ဖို့အဆုံးသတ်မယ်စတိုက်ပွဲကြီးဖြစ်ပါတယ်ဆိုတော့ဒီတိုက်ပွဲကြီးမှာမပူပေါင်းတဲ့ညီတိ အကျံဘတ်ဖတ်စစ်ခွေးတက်နဲ့ပတ်သက်တဲ့မိသည့်တပွဲဝင်ဆိုကျွန်တော်ကာဝေးတပွဲဝင်တွေကရှင်းလင်းသွားမှာဖြစ်တယ်ကျွန်တော်ပြောပြတာကျွန်တော်တို့မှာစည်ရေးကြီးမန်းချက်ခိုင်ခိုင်မာမာချမှတ်ပြီးဖြစ်တယ်ဆိုတော့ဘလို့ချင်းနေမျိုးမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဟာစစ်ဆောင်တဲ့နေရာမှာကျွန်တော်ပြည်သူတွေအဆုလိုက်အပြုံလိုက်မหนีဖို့အရေးကြီးတယ် ဆိုတော့လက်ရှိအချိန်မှာဘုန်းကြီးเจ้าမှာနေလို့လဲမလုံခြုံဘူးဘုရားเจ้าမှာနေလို့လဲမလုံခြုံဘူးဆိုတာကိုလည်းရှေ့မှာကျွန်တော်ဖတ်စစ်ခွေးတက်ဟာဒါဘုန်းကြီးနေစာသင်ကျောင်းတွေဘုရားเจ้าတွေကိုဘုံကျဲခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရှိခဲ့ပြီးဖြစ်တယ်ဟုတ်ပြီအချင်းချင်းကျွန်တော်တို့ချိတ်ဆက်ပြီးတော့ဒါစပေးရှောင်ဖို့နဲ့ပြီးတော့မိမိတို့စပေးရှောင်မဲ့နေရာကို PNU တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်စေလိုပါတယ် ဒါဆိုရင်တော့ဂျိုင်းကွင်ကျွန်တော်ကွင်နဲ့ကျွန်င်စစ်ဆောင်မှုပြုကြဖို့ပြီးတော့လက်ရှိကျွန်တော်ပြောပြခဲ့တဲ့ဒါကွန်ကရစ်ကျွန်တော်ဖတ်အံဖာပွန်လှိုင်ပွဲဖျားသုံးစုမြရီဂျိုင်းစိတ်ကြီးအဲ့ဒီတောင်းစုခြင်းအဲ့ဒီစုံတွေနဲ့ဆက်ဆက်နေတဲ့ခြေရွာတွေဆစ်ဆောင်မှုအမြန်ဆုံးအရေးကြီးနေပြီလို့ ျွန်တော်ဒီကနေပြီးတော့အတီးပေးလို့ရတယ်။အဲကျွန်တော်ရဲ့ Telegram မိသားစုမှာဒါကင်ပီနဲ့ပတ်သက်ပြီးတော့ဈေးသတင်းတွေအများကြီးမေးနေတဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေနေပြည်အခြေအနေကိုပို့ပြီးတော့နားလည်သဘောပေါက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဟုတ်ကဲ့ပါ။ကျွန်တော်တို့စစ်ဆောင်တဲ့နေရာမှာမိတို့ရဲ့တကူစာစောက်ဒါအစာဝတ်နေစာအစာတောက်နေအဝတ်အစားတွေအပြင်စေဝါပြီးတော့လက်နှိတ်ဓမ္မီစသည်အဖြစ်ကိုနဲ့မကွာရှိဖို့ရေးကြည့်ပါတယ် ဒါတောင်ပိုင်းနဲ့ပတ်သက်တဲ့အစေးလှူရှားမှုတွေလှူဆောင်တဲ့နေရာမှာကျွန်တော်တို့ဒါနေဆက်ဒေတာမှာရှိတဲ့ကျွန်တော်တို့ပေါ့နော်အထိုင်းနိုင်ငံရောက်တည်သူတွေကလည်းပဲအမြဲတမ်းဒါအကူအညီထောက်ပံ့ဝန်းရံနေတာကိုလည်းကျွန်တော်တို့တွေ့နေရပါတယ်ဆိုတော့လက်ရှိချိန်တင်ကြည့်ရတော့ပအန်အတီစင်မီကကူလာနိုင်တဲ့အခြေအနေတွေရှိနိုင်တယ် ဒဲလို့ပဲကျွန်တော်တို့ကြိုတင်ပြီးတော့ပြင်ဆင်ဖို့အရေးကြီးပါတယ်စစ်ရှုံးကောင်စီအဲ့ဒီကောင်တွေခွေးယူးတွေဟာတကယ်လို့ကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အဲ့ဒီမျိုးတွေနဲ့အဲ့ဒီနေရာတွေကိုအကြမ်းဖက်စစ်ခွေးတက်ကတေချာပေါက်ဘုံချဲဖြက်စီးမှဖြစ်တယ်ဒါကသူတို့လုပ်နေတဲ့ပုံစံမှာဆိုတော့ဒီပျက်စီးဒဏ်ကိုလည်းပဲကျွန်တော်တို့ပြည်သူတွေခံရမှာဖြစ်တယ် ဒါပေမဲ့ဒါတွေအကုန်လုံးကဒကိနာပါတစ်ချိန်မှာကင်းပြင်းနဲ့လွမြောက်နေမြမှသည်လွမြောက်တော့ပြင်းနေပြီးတော့ကရင်ကန်ဂျမာကိုကရင်ဖန်တီးခွင့်ရတဲ့အချိန်မှာကရင်ပြင်းနေဟာလဲမြန်မာနိုင်ငံရဲ့စီးပွားရေးအရန်ကောင်းတဲ့ပြင်းနေတစ်ခုဆိုတာကကရင်တွေအားလုံးသိပါတယ်ဆိုတော့ခွေယူကတော့မဲမဲမြာကြိုက်ကြမှာဖြစ်တယ် ဆိုတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့တက်နိုင်ဆုံးဒါစပေးတွေကြိုတင်ပြီးတော့ရှောင်နိုင်ဖို့ ਨੇ နေမီကျွမ်းကျင်တဲ့သူတွေ ਨੇ ပူပေါင်းပြီးတော့အလုပ်လုပ်ဖို့အတွက်ကျွန်တော်ကအထူးမြစ်တာရက်ခံခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီကနေ့မှာအရှမ်းကိုဒါစစ်ဝင်စားပွဲသတင်းကူတက်လာပါတယ်အဲ့ဒါကတော့အိန္ဒိယသတင်းစာကထပ်ပေါ်လာတာပါအမေရိကန်က AA နဲ့ချင်းဖွဲ့တွေကို အထောက်ပံ့တွေပေးဖို့အမေရိကန်ပစိဖိတ်ရေတပ်စီးရင်ဒုတိယအကြီးကဲဒုတိယဗိုလ်ချုပ်ကြီးအဖွဲ့ဟာဘင်္ဂလားစတေ့မှာပြီးခဲ့တဲ့လကဆွေးနွေးခဲ့ပြီးနောက်ဆက်တွဲထွက်ပေါ်လာတဲ့သတင်းတွေပါအဲ့ဒီမှာအမေရိကန်နိုင်ငံသားကြီးလက်ထောက်ဝင်ကြီးနှစ်ဦးထပ်ပြီးတော့ရောက်လာပြီးတော့အသေးစိတ်ဆွေးနွေးရာကနေဒီသတင်းတွေထွက်ပေါ်နေခြင်းဖြစ်ပါတယ်ရန်ကုန်ကအမေရိကန်တန်ယုံတာဝန်ခံ တို့ပါပါကျွန်တော်တို့ဒါဘင်္ဂလားဒေ့ရောက်ရှိနေပြီးတော့ရိုဟင်ဂျာတွေနေရပြန်ရေးတာမကကျွန်တော်တို့မြန်မာတိုက်ခံတွေကိုကျွန်တော်တို့အကူအညီပေးဖို့နဲ့ဒရုန်းထောက်ပံ့ရေးနိုင်ငံရေးကိစ္စတွေဆွေးနွေးနေတယ်လို့ကျွန်တော်တို့သိထားရပါတယ်။ကြောက်ပြူမှာတရုတ်ကျေးစာလုံခြုံရေးတပ်တွေပေါ်ပေါ်ထင်ထင်ဝင်ရောက်လာတာကိုအကြောင်းပြုပြီးတော့အမေရိကန်ကလည်းဘာမှအဲ့ကိုအခုလိုမျိုးတိုးချက်လှုပ်ဆောင်နေတယ်လှုပ်ဆောင်ခဲ့တယ်လို့အချက်လက်တွေက ဖော်ပြပါတယ် ကော်ပစားလေရင်ကွင်းကိုဒရုန်းနဲ့ထောက်ပံ့ရေးတွေအသုံးပြုဖို့ဖွင့်ပေးထားမှာဖြစ်ပြီးတော့ဒီထောက်ပို့လုပ်ငန်းတွေကိုဘင်္ဂလားဒေ့ရှ်တိုင်းစစ်ဌာန၃ခုကနေပြီးတော့ကူညီဆောင်ရွက်ပေးသွားမယ်လို့သိထားရပါတယ်။ရခိုင်နဲ့ချင်းဒေသတွေမှာရှိတဲ့လက်ရှိတော်လှန်ရေးအဖွဲ့ဝင်တွေကိုပြပြဝဝဒါထိန်းချုပ်သွားနိုင်တဲ့အချိန်မှာစကိုင်းတိုင်းကျွန်တော်တို့ဒါ နောက်ပိုင်းဒေတာတွေကို NUG တက်ဖွဲ့ဝင်တွေကောင်းမွန်ဆုံးထိန်ချုပ်နိုင်ဖို့စီစဉ်ဆောင်ရွက်မယ်အလားအလာတွေကိုကျွန်တော်တို့မြင်တွေ့နေရပါတယ်ပြောချင်တာကတော့ရခိုင်ကျွန်တော်တို့ဒါချင်းဒေတာတွေမှာလုံမြောက်နေပြီပြပြဝဝပေါ်ဆောင်ပြတာ ਨੇ စကိုင်းတိုင်းအထိကိုကျွန်တော်တို့စည်ရေးတွေထောက်ပံ့နိုင်ဖို့အတွက်စကိုင်းတိုင်းတစ်ခုလုံးနဲ့ကျွန်တော်တို့အညာမြေပြတ်တစ်ခုလုံးပါ ိုင်းဒေသကြီးအလိုက်လုံမြောက်နိုင်ဖို့အတွက်ဖြစ်လာမယ့်အခြေအနေတွေလို့သူတို့ကသုံးသပ်ဖော်ပြထားပါတယ်ဟုတ်ပြီကချင်ပြည်နယ်နဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့ဒါပင်လယ်ထွက်ပေါက်တွေလည်းကျွန်တော်တို့ရခိုင်နဲ့ဆက်ဆက်ပြီးတော့လည်းပင်လယ်ထွက်ပေါက်တွေရသွားမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကချင်ရဲ့မြေရှားတပ်တုတွေဟာဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ဘလို့ပုံစံမျိုးနဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေ ဖြစ်သွားမလဲဆိုတာကကျွန်တော်တို့စိတ်ဝင်စားပွဲစောင့်ကြည့်ရမှာ ဖြစ်တဲ့ဒီကိစ္စရက်တွေသတင်းတွေထွက်ပေါ်လာတယ်ပြီးတော့ကျွန်တော်နိုင်ငံရေးလိလသုံးသက်သူတွေပြီးတော့ကျွန်တော်နိုင်ငံအရေးနဲ့ကျွန်တော်နေဆက်နိုင်ငံတွေရဲ့အရေးကိုပါလိလနေတဲ့သူတွေရဲ့တင်ပြပြောဆိုချက် ပြီးတော့အိန္ဒိယသတင်းစာကအခုထွက်ပေါ်လာတဲ့သတင်းတွေအရာဒါဟာ တရုတ်နိုင်ငံကိုလွန်စွာ အမျက်ထွက်မဲ့အကြောင်းအရာဖြစ်တယ်ဆိုတာကို ကျွန်တော်ရဲ့မိဘပြည်သူတွေသိမဲ့ညှော်လင့်ပါတယ်။ဒါဆိုရင်သူတို့ဟာကျွန်တော်နိုင်ငံကိုသူတို့လက်ညှိုးညွှန်ရရေဖြစ်ဖို့သူတို့မောက်ချင်နိုင်မောက်သူတို့လှန်ချင်နိုင်လှန်သူတို့ကြိုးဆွဲရကားတဲ့ဒါ အာနာရှင်စစ်အုပ်စုကျွန်တော်နိုင်ငံကိုအုပ်ချုပ်နိုင်ဖို့ဒါသူတို့ရဲ့ဒါမာပြူအမောက်အစီအမံတွေကိုလည်းတွေ့ရမှာ ဖြစ်တယ်ပြီးတော့တရုတ်နဲ့တိဆက်ထားတဲ့တိုင်းရင်သားတပ်ဖွဲ့ဝင်တွေကိုလည်းညှိုးစုံနဲ့ဖိအားပေးပြီးတော့ကြိုးကင်ထားတယ်ဆိုတာကိုလည်းဒီနေ့လာရှိုးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ထင်ထင်ရှားရှားတွေ့မြင်ရမှာဖြစ်တယ်။ဟုတ်ပြီ အခုလို့အမေရိကန်ကဘင်္ဂလားဒေ့နဲ့ပူးပေါင်းပြီးတော့ပြီးတော့ဘင်္ဂလားဒေ့ကတပ်တွေပါဝင်ပြီးတော့ကျွန်တော်တို့ drone လုပ်ငန်းတွေပြီးတော့ drone စစ်စင်ရေးတွေပါထောက်ပံ့ကူညီမှုတွေတည်င်းတွေကြားလိုက်တဲ့အချိန်မှာတရုတ်ရဲ့ဒေါသပေါက်ပွဲလာနိုင်ပါတယ်။ဒါဆိုရင် ုံတယ်ရေးစစ်ကနေပြီးတော့ကျွန်တော်တို့နိုင်ငံဟာစတလင်းဖြစ်လာနိုင်တဲ့အခြေအနေတွေရှိတယ်လို့လဲသူတို့ရဲ့သုံးသက်ချက်တွေမှာဖော်ပြပြောဆိုနေတာကိုကျွန်တော်တို့တွေ့နေရပါတယ်ဆိုတော့ကျွန်တော်ကတော့ရဲဘော်တယောက်လူငယ်တယောက်အနေနဲ့ပြောချင်တာကတော့ဒီချက်ပို့ပြီးတော့ကျွန်တော်တို့တိုင်းပြည်ပိုနာဖို့ရှိပါသလား ဒီတက်ပို့ပြီးတော့စိုးဝါးဆုတ်ပြတ်เสียရှိပါလားကျွန်တော်ပြည်သူတွေနှိမ့်နဲ့ချီပြီးတော့တပြက်ခံခဲ့ရကျွန်တော်ပြည်သူတွေစင်ရဲဝဲတည်ခဲ့ရပြီးပါပြီကျွန်တော်ပြည်သူတွေခေါင်းစဉ်မဲ့ဖန်စီနှိမ့်ဆက်အတပြက်ခံခဲ့ရပြီးပြီလက်ရှိအချိန်ထိတဲ့နေ့စဉ်ဘုံကျဲတပြက်ခံနေရစေအခြေအနေမှာ မေရိကန်ဘလို့ပုံစံမျိုးနဲ့ဝင်လာမှာလဲပြီးတော့တရုတ်ရဲ့ပေါ်ပေါ်ထင်ထင်ဝင်ရောက်စွပ်ပတ်မှု သူတို့ရဲ့တရုတ်နဲ့အမေရိကန်ရဲ့ဒါကုန်သွယ်ရေးစစ်ကနေပြီးတော့ကျွန်တော်တို့နိုင်ငံဟာဒီချက်ပို့ပြီးတော့စစ်တလင်းဖြစ်ဖို့ဒီချက်ပို့ပြီးတော့တေကြီးပျက်စီးကြဖို့ ဒီဆက်ပို့ပြီးတော့ဆိုးဝါးစရာအကြောင်းကတော့မရှိတော့လက်ရှိအချိန်မှာကျွန်တော်တို့တက်ခွဲ့ဝင်တော်တော်များများဟာတော်လန်ရေးတိုင်းသားတက်ခွဲ့ဝင်တွေနဲ့ပူပေါင်းနိုင်ဖို့ကြိုးစားပြီးတော့စစ်စင်ရေးဖော်ဆောင်နေကြပါတယ်အနည်းဆက်ဆုံးကျွန်တော်တို့လက်ရှိပြည်နေမြေတွင်းထဲမှာ စစ်စင်ရေးပြည်ထိုးစစ်ကို ူပေါင်းလှုပ်ဆောင်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ဒါကတော့အိန္ဒိယသတင်းစာကဒါဖော်ပြလာတဲ့အကြောင်းအရာတွေကိုကိုကပြီးတော့တင်ပြနေတဲ့အကြောင်းကျွန်တော်ကတော့လူငယ်လူပဲပြန်လဲတုံ့တက်ခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ကတော့ဘာမှကို view site မှာမဟုတ်တော့ဘူး။လက်ရှိအကြမ်းဖက်စစ်ခွေးတက်အမြင့်ပြတ်ချိန်မုံပို့တာလေကျွန်တော်တို့ရဲ့အဓိကယူရချက်ဖြစ်ပါတယ်။ဆိုတော့အဓိကကတော့ပြောချင်တာကတော့ကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်တွေဟာစူးစီးဖို့လိုတယ်ပူးပေါင်းဖို့လိုတယ် အဘယ်အဖွဲ့ငါအဖွဲ့ဘယ်အဖွဲ့အကြီးလို့ဘယ်အဖွဲ့အဖွဲ့ငယ်ဖြစ်လို့အမပူပေါင်းနိုင်တဲ့ဒါပုံစံမျိုးတွေမဟုတ်ဖ ೇನೆ ကျွန်တော်တို့ပူပေါင်းပြီးတော့ကျွန်တော်တို့တော်လန်ရေးကိုကျွန်တော်တို့ကိုနိုင်အဆုံးဖြတ်ပေးနိုင်တဲ့အခြေအနေတခုကိုပဲကျွန်တော်တို့အသင့်ပြင်ဆင်ထားရမှာဖြစ်တယ်ဟုတ်ပြီဒါနဲ့တစ်ဆက်တည်းမှာပဲကျွန်တော်တို့ဒါအခုလက်ရှိပေါ့နော်ဒါအသွင်ကူးပြောင်းရေးကာလအတွင်းနဲ့လက်ရှိကျွန်တော်တော်လန်ရေးရဲ့၄နှစ်ကျော် ကာလအတွင်းထဲမှာ Federal အစိုးရထပ်မံပြီးတော့ ပေါပေါလာပွဲရှိတယ်ဆိုတဲ့သုံးသက်ချက်တွေလည်းကျွန်တော်တို့ print နေရပါတယ်ဟုတ်ပြီဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်လက်ရှိအချိန်မှာတော်လိုင်းအင်အားစုကြီးအနေနဲ့ကျွန်တော်တို့ဒါ KN ကျွန်တော်တို့ NUG တရင်တပ်ဖွဲ့ရင်းအပါအဝင် AA MNTAA TNLA CNF KIO KNPB KNDF PNFC KNU MNSP စတဲ့တိုင်းရင်းသားအင်အားစုတစ်ဖွဲ့ဝင်ထွေအပါဝင် ABS ABSDF PBLA PLA စတဲ့မမိတ်တစ်ဖွဲ့ဝင်တွေရဲ့အင်အားဟာပို့ပြီးတော့ကောင်းလာတာပို့ပြီးတော့အင်အားအဆမတန်တိုးပွားလာတာဖြစ်တယ်ဆိုတော့ကျွန်တော်အရင်ကတင်ပြခဲ့ပြီတဲ့ကျွန်တော်တို့စစ်မှုထမ်းအတင်းကျပ်ခေါ်ကြမလို့ ကျွန်တော်လူငယ်တွေကျောင်းနိုင်ငံအခြေအနေကိုကောင်းကောင်းသိတယ်ကျွန်တော်လူငယ်တွေဒီချိန်မှာအထူးထူးရုံးမှရမယ်ဆိုတာလည်းကျွန်တော်လူငယ်တွေသိတယ်ဟုတ်ပြီဒီလိုမျိုးပေါ်လန်ရေးအားစုတွေနဲ့ဒီလိုမျိုးတိုင်းရင်းသားအဖွဲ့အစည်းတစ်ခုလုံးပူးပေါင်းလာတဲ့အခြေအနေကိုအချမ်းပတ်စစ်ခွေးတက်ကရမ်းကြောက်ခဲ့တာထောက်က60ခုနှစ်လောက်ထဲကကျွန်တော်တို့ကိုဒီလိုမျိုးမဖြစ်အောင် ိုင်းသားတပ်ဖွဲ့ဝင်တွေမှစပြီးတော့နေရဒေတာအသီးသီးမှတိုင်းသားချင်းချင်းလဲသူတို့တွေအဖွဲ့တွေခွဲတယ်ပြီးတော့တိုင်းသားချင်းချင်းလဲပြန်ပြီးတော့တက်ခိုင်းခဲ့တဲ့တမိုင်းဆိုးဖြစ်တွေအများကြီးရှိတယ်ဒီဖြစ်ရတွေဟာကျွန်တော်တို့ရဲ့တင်ရင်းစာတွေဖြစ်ပါတယ်ဒါကြောင့်လည်းအရကတတ်တော် AA ကျွန်တော်တို့ဘုချုပ်ထုံးမြတ်နိုင်ဟာတိုင်းရင်းသားနေမျိုးတွေလွတ်မြောက်ယုံနဲ့မရဘူးကျွန်တော်ဒီမှာနေရာတွေမှာရှိတဲ့အဲကျွန်မဖက်စစ်ခွေးတက်ကင်းစင်ပြီးတော့ ဒီမှနေရာတွေပါလွတ်မြောက်မှရမယ်ဆိုတဲ့အကြောင်းသူကောင်းကောင်းသိရလို့လဲသူကိုယ်တိုင် ပြောခဲ့တာဖြစ်တယ်ဟုတ်ပြီနောက်ဆက်မှာထူခြားမှုတွေအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်ရမိပါပြည်သူတွေလက်ရှိအချိန်မှာငလင်ဘေးဒါခန်းစားနေရပြီပြီးတော့ခန်းစားပြီးနောက်ပိုင်းတွေမှာကျွန်တော်တို့ဒါအိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့မိသားစုဝင်တွေအများကြီးဒုက္ခတုခရောက်နေတဲ့အခြေအနေတွေအများကြီးကျွန်တော်တို့နားလဲစာနာပါတယ် လက်ရှိချိန်မှာလည်းပဲအကြမ်းဖက်စစ်ခွေးတက်ဟာငလင်ကိုခုတုံးလှုပ်ပြီးတော့အဲ့ဒီမှာရတဲ့နိုင်ငံကကကုညီထောက်ပံ့တဲ့ငွေကြေးတွေကိုစစ်အုံစိအဖြစ်အုံပြုနေတယ်ဆိုတာကိုလည်းပဲငလင်တန်ခန်းစားနေရတဲ့မိဘပြည်သူတွေလက်ထဲကိုဘာပစ္စည်းဘာထောက်ပံ့ကြီးဘာပြန်လဲထူထောင်ရေးမှမရောက်ချိခဲ့တာကိုကြည့်မယ်ဆိုရင်ထင်ရှားစွာတွေ့ရမှာဖြစ်တယ်ဆိုတော့စစ်စင်ရေးပို့ပြီးတော့ကြီးမားလာဖို့ရှိတယ် အထီးကိုက်ပို့ပြီးတော့များပြဖို့ရှိတယ်။ဆိုတော့မိဘပြည်သူတွေအနေနဲ့မိမိတို့ဒါအနီးဆုံးကိုရောက်လာတဲ့တော်လန်ရေးတပွဲဝင်တွေနဲ့တိုင်းသားတပွဲဝင်တွေနဲ့ပူးပေါင်းပြီးတော့ကူညီဆောင်ရွက်ပေးမယ်။ပြီးတော့ကျွန်တော်တို့စပေးတင့်နေတဲ့ကျွန်တော်တို့ရဲ့ဒါမိသားစုဝင်တွေနဲ့လက်ရှိအချိန်မှာဒါအကူအညီတွေလိုအပ်နေတဲ့စပေးရှောင်းတွေအတွက်ဝင်ရင်ကူညီပေးမယ်လို့ညွှန်လင့်ပါကြောင်းတင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုကိုဆုံးသက်ပြစေ။နောက်လာတဲ့ဗီဒီယိုတွေကိုတစ်ချက်ပူကောင်းအောင်ကျွန်တော်စူးစမ်းပေးပါမယ်။ လနဲ့ပြစ်ပီးကပေးကြောက်နေတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတယ်မိဘပြီးသူတူးကြီးဆိုင်ဘီးရနဲ့ကင်းရှင်းပါတဲ့ကြောင့်လေးလေးနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းနေပါ